1985ခုနှစ်မှာပက္စီကသူ့ပြိုင်ဘက်ကိုကာကိုလာကိုရေးဆိုင်ဖို့ဗျူဟာတစ်ခုကိုရဲရဲဝံ့ဝံ့နဲ့ချမှတ်လိုက်ပါတယ်။ရည်ရွယ်ချက်ကတော့အမေရိကရဲ့ချိုရီစည်းကွက်မှာကိုကာကိုလာလွှမ်းမိုးထားတဲ့နေရာတွေကိုတင်ပိုက်ဖို့ဖြစ်ပါတယ်။ဒီဗျူဟာက10နှစ်ကြာအလုပ်ဖြစ်ခဲ့ပြီးကိုလာဝါလို့နာမည်ကြီးတဲ့ဈေးကွက်စစ်ပွဲကြီးရဲ့အဆဖြစ်လာခဲ့ပါတယ်။ပက္စီနဲ့ကိုကာကိုလာကမ္ဘာအကြီးဆုံးကုမ္ပဏီနှစ်ခုရဲ့ပြိုင်ဆိုင်မှုကိုမီးမောင်းထုတ်လိုက်တဲ့အချက်ကတော့ Pepsi Challenge လို့ခေါ်တဲ့ဗျူဟာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာကိုကာကိုလာရဲ့ဌာနချုပ်ကအမေရိကရဲ့အရှိတောင်ပိုင်းဂျော်ဂျီယာမှာရှိပြီးအချိုရည်ဈေးကွက်ရဲ့60ရာခိုင်နှုန်းကိုရောင်းမိုးထားပါတယ်။ဒါပေမဲ့ပက်စီရဲ့ဌာနချုပ်ကတော့အရှိမြောက်ပိုင်းနယူးယောက်မှာရှိပြီးဒေါက်တာပက်ပါလိုအခြားအသေးစားအချိုရည်ကုမ္ပဏီနဲ့အတူဂျန်နဲ့40ရာခိုင်နှုန်းကိုပဲခွဲဝေပိုင်ဆိုင်ထားရပါတယ်။ပက်စီအတွက်ကတော့အဲ့ဒါဟာဘေးအနီးအကြီးတစ်ခုလိုပါပဲ။ကိုကာကိုလာတခုတည်းကဈေးကွက်ရဲ့ထောက်ဝက်ကျော်ကိုဘယ်လိုလုပ်ရမ်းမိုးနိုင်ရတာလဲ။ ဂျန်တဲ့ကုမ္ပဏီတွေကဘာလို့ဒီလောက်နင်းနေပဲရထားရတာလဲအဲ့ဒါကို Pepsi ရဲ့ဈေးကွက်ဖွဲ့ကစူပေါင်းဆွေးနွေးပြီးနောက်ဆုံးမှာတခုတည်းသောအဖြစ်ကိုရှာဖွေတွေ့ရှိသွားပါတယ်ဈေးကွက်မှာပိုကြီးတဲ့အစုရှယ်ယာရဖို့ဆိုရင်သူတို့ရဲ့ထုတ်ကုန်အရေးသွေးကိုအာရုံစိုက်ရုံနဲ့မကပါဘူး Coca-Cola ရဲ့နာမည်ကုန်တဲ့င်းကိုလည်းလူလူရှိမှရိုက်ခတ်သွားစေပြီး Pepsi ကိုပြည်သူတွေရဲ့ရှင်းလင်းတဲ့ရွေးချယ်မှုအဖြစ်ပေါ်ထုတ်ပြသရပါမယ်အဲ့ဒါကြောင့် Pepsi ကတည်တည်ချာချာစီစဉ်ထားတဲ့အစီအစဉ်တစ်ခုနဲ့ ကြော်ညာလှုပ်ရှားမှုကြီးကိုစတင်လိုက်ပါတယ်သူတို့ဟာကိုကာကူလာရဲ့လွှမ်းမိုးမှုအပြင်းထန်ဆုံးဖြစ်တဲ့ Texas ပြည်နယ်အမေရိကတောင်ပိုင်းရဲ့ဗဟိုချက်ကိုဥတီသွားခဲ့ပါတယ် Pepsi ရဲ့ campaign ကလူငယ်တွေကိုပြစ်မှတ်ထားပါတယ် Michael Jackson လို့အဲ့ဒီခေတ်ရဲ့အကျော်ကြားဆုံးအဆိုတော်တွေဂီတာထုတ်လုပ်သူတွေနဲ့စာချုပ်ချုပ်ခဲ့ပါတယ်ဒါပေမဲ့ကိုကာကူလာကိုဒေါသထွက်သွားစေပြီးထိတ်တိုက်စစ်ပွဲတွေကိုဝင်ရောက်လာစေခဲ့တဲ့အဓိကအကြောင်းရင်းကအဲ့ဒါတော့မဟုတ်ပါဘူးတကယ်အကြောင်းရင်းကတော့ ပက်ပစီကဈေးဝယ်စင်တာတွေလူလူရင်မြင်တွေကျောင်းတွေမှာလူလူနဲ့တိုက်ရိုက်ထိတွေ့ခဲ့တာပဲဖြစ်ပါတယ်။သူတို့ကလူတွေကိုမျက်လုံးမှိတ်ပြီးပက်ပစီနဲ့ကိုကာကိုလာကိုမျိုးစမ်းကြည့်ခိုင်းခဲ့ပါတယ်။ပြီးတော့ဘေဟာကိုပိုးချိုက်လေရွေးခိုင်းခဲ့ပါတယ်။ရာလက်ကလည်းအံ့ဩစရာပါ။ပက်ပစီ drug ကအောင်မြင်မှုကြီးတစ်ခုဖြစ်လာခဲ့ပြီးကိုကာကိုလာ drug ကတော့ကတ်ဆိုးကြီးတစ်ခုစိုက်သွားခဲ့ပါတယ်။ဒီစင်ခေါ်မှုမှာပါဝင်သူတန်းပေါင်းများစွာကပက်ပစီရဲ့အရာသာကပိုကောင်းတယ်။တရားတတ်ပိုများတယ်ဆိုပြီးပက်ပစီကိုရွေးချယ်ခဲ့ကြပါတယ်။ဒီလှုပ်ရှားမှုက ကိုကာကိုလာလွှမ်းမိုးထားတဲ့မျိုးတွေပြီးနေတယ်မှာလှုပ်ရှားခဲ့တာပါပက်ပစီကဒီအောင်မြင်တဲ့ကမ်ပိန်းကို1985ခုနှစ်တိ10နှစ်ကြာအသုံးချသွားခဲ့ပါတယ်ပက်ပစီရဲ့ပက်ပစီ challenge ကမ်ပိန်းကကိုကာကိုလာကိုအတော်လေးထိလန့်သွားစေခဲ့ပါတယ်ဒီလှုပ်ရှားမှုကြောင့်နှစ်ဖက်ကုမ္ပဏီကြားပြိုင်ဆိုင်မှုကြီးကကိုလာစစ်ပွဲကိုလာဝါလို့နာမည်ပြင်သွားစေခဲ့ပါတယ်ဒါဆိုရင်ဒီကိုလာဝါရဲ့အသေးစိတ်အချက်အလက်တွေကပါနေလေကိုကာကိုလာကပက်ပစီရဲ့ဒီစိန်ခေါ်မှုကိုဘယ်လိုတုံ့ပြန်ခဲ့တယ်လဲ ဒီကုမ္ပဏီတစ်ခုရဲ့သမိုင်းမှာဘလို့အရေးပါတဲ့မှတ်တိုင်တွေရှိခဲ့တယ်လေဒါတွေကိုထဲထဲဝင်ဝင်မလေ့လာခင်မှာဒီကုမ္ပဏီတစ်ခုဘလို့စတင်ခဲ့လဲကိုလာရဲ့ပါဝင်ပစ္စည်းတွေကဘာတွေလဲဆိုတာအရင်ကြည့်လိုက်ရအောင်အချိန်ကို136နှစ်လောက်ပြန်ဆုပ်ပြီး1885ခုနှစ်ဂျော်ဂျီယာပြည်နယ်အတ္လန်တာမြို့ကိုတွားကြည့်လိုက်မယ်ဆိုရင် American စီးဆိုင်ပိုင်ရှင်တယောက်ဖြစ်တဲ့ John Steve Pemberton ဆိုသူက formula တစ်ခုကိုတည်ထွင်နေပါတယ်။ဒီ formula ကအရက်နဲ့ကိုကပင်ကထောက်ယူထားတဲ့အစီရက်ဆိုလိုတာက cooking နှုတ်မျိုးပါဝင်နေပါတယ်။ဒီ formula ကိုကန်ဆာနဲ့အာယုံကြောထိခိုက်မှုတွေကိုကုသဖို့ဆေးဝါးအဖြစ်ဖန်တီးရတာပါ။အဲ့ဒီအချိန်မှာဒီအဖျော်ရမကာကို French Wine Coca လို့နာမည်ပေးထားပါတယ်။ဒါပေမဲ့ Atlanta မှာအရက်ရောင်းချမှုတားမြစ်လိုက်တဲ့အခါ Dr. John ကအရက်အစားတရားမဝင်တဲ့ဆိုတာရေတွေကိုထည့်လိုက်ပြီးတရားပါထပ်ဖြည့်လိုက်ပါတယ်။ ဒီလိုနဲ့ကိုကင်းဆိုရာရေတရားနဲ့ဖွဲ့စည်းထားတဲ့အချို့ရေတခုပေါ်လာခဲ့ပါတယ်1886ခုနှစ်မှာဒီအဖျော်ရမကကိုကိုကာကိုလာလို့နာမည်ပေးလိုက်ပါတယ်1892ခုနှစ်မှာတော့ကိုကာကိုလာကုမ္ပဏီကိုတရားဝင်တည်ထောင်ပြီးတော့ဒီဆေးဝါးအဖျော်ရမကကိုလူမှုအတွက်ထုတ်လုပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကိုကင်းကိုစေဝါအဖြစ်ယောဂအမျိုးမျိုးကုဖို့တွင်တွင်ကြဲကြဲသုံးနေခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာကိုကင်းကိုတရားမဝင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး 1929ခုနှစ်မှာကိုကာကူလာရဲ့ပါဝင်ပစ္စည်းတွေကကိုကင်းနဲ့ကိုကာအရွက်ထုတ်ယူမှုတွေကိုဖယ်ထုတ်ပြလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးကိုကာကူလာဟာစေဝါအဖျော်ရမကမဟုတ်တော့ဘဲအခုလက်ရှိပုံစံတိုင်းတာမန်ဆိုတာအချို့ရတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဆိုရင် Pepsi Cola လည်းဘယ်လိုစတင်ခဲ့လဲကြည့်လိုက်အောင်။ Pepsi နဲ့ Coca Cola လိုပဲစေဝါအဖျော်ရမကဖြစ်စတင်ခဲ့တာပါ။1893ခုနှစ်မှာ American စီးဆိုင်ရှင် Caleb Graham ကမြောက်ကယ်ရိုလိုင်းနားမှာဖန်တီးခဲ့ပါတယ်။ ဒါက Coca-Cola တီထွင်ပြီး9နှစ်အကြာမှာပဲဖြစ်ပါတယ်။ Carlab ကသူ့ရဲ့ကာဗွန်နဲ့အဖျော်မကကိုအစာချေကူညီဖို့ဈေးဝအဖြစ်ဖန်တီးခဲ့တာပါ။နောက်ပိုင်း1898ခုနှစ်မှာဒီအဖျော်ရမကကို Pepsi Cola လို့နာမည်ပြောင်းပေးခဲ့ပါတယ်။ Pepsi ဆိုတဲ့နာမည်က Greek ဘာသာစကားနဲ့ဆိုရင်အစာချေဆိုတဲ့အဓိပ္ပာယ်ကနေဆင်းသက်လာတာပါ။1902ခုနှစ်မှာ Pepsi Cola ကုမ္ပဏီကိုတည်ထောင်ပြီးဒီနေ့ခေတ်မှာကျွန်တော်တို့မြင်နေရတဲ့အချိုးရည်ကိုထုတ်လုပ်ခဲ့ပါတယ်။ ဒါဆိုရင် Coca-Cola နဲ့ Pepsi ကတမိုင်းမှာအစောဆုံးအချွေတွေလားလို့မေးစရာရှိပါတယ်။အံ့ဩစရာကောင်းတာကသူတို့လည်းမဟုတ်ပါဘူး။အစောဆုံးကာဗွန်နိတ်အချွေရဲ့ဂုံပုတ်ကို Schweppes ဆိုတဲ့အမတ်တစိကပိုင်ဆိုင်ထားပါတယ်။ Schweppes ကို1983ခုနှစ်မှာဆူဇလန်နိုင်ငံက나이ထုတ်လုပ်သူလည်းဖြစ်သိပ္ပံပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ Jacob Schweppes ကစတင်တည်ထောင်ခဲ့ပါတယ်။ အခုကိုကာကိုလာနဲ့ပက်ပစီတို့ရဲ့တိုက်ပွဲစီပြန်သွားကြည့်ရမယ်ဆိုရင်ပက်ပစီမပေါ်ပေါက်ခင်12နှစ်အတွင်းကိုကာကိုလာဟာအမေရိကရဲ့ဈေးကွက်တစ်ခုလုံးကိုလွှမ်းမိုးလာပြီးတကားမရှိဒါမရှိအချိန်ရုံချဲ့ထွင်နေခဲ့ပါတယ်။ပြီးတော့1955ခုနှစ်မှာကမ္ဘာဈေးကွက်ထဲကိုပါစတင်ဝင်ရောက်ခဲ့ပါတယ်။ပက်ပစီကလည်းအဲ့ဒီအချိန်မှာအမေရိကအတွင်းပြန့်နှံ့လာပြီးကိုကာကိုလာနဲ့ပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်။ပက်ပစီရဲ့ပြိုင်ဆိုင်မှုတန်ဖိုးကဒေါ်လာသန်းတန်းထိရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ကိုကာကိုလာကတော့ဈေးကွက်မှာတည်တာတဲ့အားသာချက်တွေနဲ့ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။ပြီးတော့အမေရိကပြင်ပမှာပါလုပ်ငန်းတွေချက်ထွင်လာနိုင်ခဲ့ပါတယ်။ဒီကုမ္ပဏီတစ်ခုရဲ့ပြိုင်ဆိုင်မှုကြောင့် Pepsi ဟာသူတို့ဘလူးမထင်မထားတဲ့ကက်ဆိုကြီးတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်။ပထမကမ္ဘာစစ်1914ပြီးဆုံးပြီးတဲ့နောက်မှာအမေရိကမှာတရားစီးနှုန်းတွေစတင်မြင့်တက်လာပါတယ်။အဲ့ဒီအချိန်မှာတရားတစ်ပေါင်ကိုငါးပြားပဲပေးရတာကိုဈေးနှုန်းက20ဆန့်ကျော်ထိတက်သွားခဲ့ပါတယ်။ တခြားဟာပက်ပစီရဲ့အထူးအပါဝင်ပစ္စည်းဖြစ်နေတာကြောင့်ကုမ္ပဏီဟာဆုံးရှုံးမှုကြီးကြီးမားမားကြုံတွေ့ခဲ့ရပါတယ်။ပက်ပစီရဲ့တီထောင်သူကာလက်ဘရဟမ်ကစစ်ပွဲပြီးရင်ဇီးနှုံးတွေတည်ငြိမ်လာမယ်လို့ယုံကြည်နေခဲ့ပေမဲ့အဲ့ဒီလိုတော့ဖြစ်မလာခဲ့ပါဘူး။ဇီးနှုံးတွေဆက်လက်မြင့်တက်လာနေခဲ့ပါတယ်။ဒါကြောင့်သူကဇီးနှုံးတက်မှုကိုကာဝယ်ဖို့တခြားကိုအမြောင်များဝယ်ယူခဲ့ပါတယ်။တခြားတစ်ပေါင်ကို26ဆန့်အထိပေးခဲ့ရပါတယ်။ ဒါပေမဲ့ဈေးနှုန်းတွေကရုတ်တရက်ပဲ20နဲ့30လောက်ထိကိုပြန်ကျသွားတဲ့အခါမှာပက်ဆီဟာတကြားတွေလောင်လာတာဟာပိုက်ဖောမိသွားပြီး1923ခုနှစ်မတ်လမှာချက်ချင်းဒီဝါလီခံလိုက်ရပါတော့တယ်။အဲ့ဒီအချိန်မှာကိုကာကိုလာဟာအမေရိကချွေလုပ်ငန်းမှာအင်အားကြီးမားတဲ့အီယာမကုမ္ပဏီတစ်ခုဖြစ်ထွက်ပေါ်လာနေခဲ့ပြီးကမ္ဘာဈေးကွက်မှာလည်းလွှမ်းမိုးနေခဲ့ပါတယ်။ဒါပေမဲ့တကြားစင်းနှုန်းအကျက်တွေကကိုကာကိုလာကိုလည်းထိခိုက်ခဲ့သလားဆိုရင်ထိခိုက်ခဲ့ပါတယ်။ဒါပေမဲ့ကိုကာကိုလာကိုပက်ဆီလိုမျိုးဒီဝါလီခံရမှုကနေကယ်တင်ခဲ့တာကတော့ သူ့ရဲ့နိုင်ငံတကာဌာနကွဲတွေအထူးသဖြင့်ဖိလစ်ပိုင်ကဌာနကွဲပဲဖြစ်ပါတယ်။ဖိလစ်ပိုင်မှာကိုကာကူလာဟာတရားစင်းလုံးပုံမှန်နှုန်းနဲ့အချွေထုတ်လုပ်နိုင်ခဲ့လို့အမေရိကမှာဖြစ်ပေါ်ခဲ့တဲ့တရားစင်းလုံးအကြက်တဲကိုရှောင်ရှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပက်စီမှာတော့အမေရိကပြင်ပမှာဌာနကွဲတွေမရှိခဲ့တာကြောင့်ဒီအကြက်တဲတွေပိတ်မိသွားခဲ့ပါတယ်။ ပစီဒီဝါလီခံရပြီးတဲ့နောက်မှာအကျွေးပေးသူသူစုကပစီကိုလာရဲ့ကုံတွေအမှတ်တစိမ့်နဲ့ခြားပိုက်ဆိုင်မှုတွေကိုဒေါ်လာ3000နဲ့ဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့နယူးယောက်ကယင်းနှမျိုးနံမှုပွဲစားတစ်ယောက်ဖြစ်တဲ့ Ryan Mercer ကပစီရဲ့ထုတ်ကုန်တွေမှာအနာဂတ်အလားအလာမြင်နေခဲ့ပါတယ်။သူကအကျွေးပေးသူတွေစီက share အားလုံးကိုဒေါ်လာ3000ခွဲနဲ့ပြန်ဝယ်ယူခဲ့ပါတယ်။ Ryan ကပစီမှာယင်းနှမျိုးနံပြီးကုမ္ပဏီရဲ့ဆုံးရှုံးမှုတွေကိုထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမဲ့1929ခုနှစ်မှာစီးပွားပြတ်သက်ကြီး Great Depression ဖြစ်ပြီး Wall Street စီးကွက်ပြိုလဲသွားတဲ့အခါ Rye လဲဘန်နာရေးပြဿနာတွေကြုံတွေ့ခဲ့ရပါတယ်။သူ့ရဲ့ကုမ္ပဏီတွေလဲဒီဝါလီခံလိုက်ရပြီး Pepsi ရဲ့ဆုံးရှုံးမှုတွေကိုဆက်လက်ဖာထီးနိုင်ခြင်းမရှိတော့ပါဘူး။ဒါကြောင့်1932ခုနှစ်မှာ Pepsi ဟာတမိုင်းမှာဒုတိယအကြိမ်မြောက်ဒီဝါလီခံလိုက်ရပြန်ပါတယ်။ တစ်ဖက်မှာတော့ Coca-Cola ကဈေးကွက်ထဲမှာသူ့ရဲ့လွှမ်းမိုးမှုကိုပုံမူခိုင်မအောင်ဆက်လက်လှုပ်ဆောင်နေပါတယ်။ဒီချိန်မှာ Raymond Carcher က Charles Gatt လို့ခေါ်တဲ့လူတစ်ယောက်စီကိုချဉ်းကပ်ခဲ့ပါတယ်။ Charles က Love Candy ဆိုတဲ့ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီးသူ့ကုမ္ပဏီကတရားလုံးနေနဲ့အချိုးရည်တွေရောင်းချပါတယ်။ Ray က Charles ကိုတွားပြီး PepsiCo လက်လွတ်လိုက်ချင်ပြီလို့ပြောခဲ့ပါတယ်။ Charles ကစီးပွားရေးမှာညာရီထက်မြက်တဲ့သူဖြစ်ပြီးသူ့ဂျုံတွေ့တွေရာတစ်ခုကတော့သူ့ကုမ္ပဏီမှာအချိုးရည်ရောင်းတဲ့ဆက်200လောက်ရှိပါတယ်။ ဒီဆက်တစ်ခုချင်းစီဟာတစ်နှစ်ကို Coca-Cola လီတာတသိန်းကျော်အထိရောင်းချနိုင်ပါတယ်။ Charles က Coca-Cola စီသွားပြီးသူတို့စီကအမြောင်များဝယ်သွင်းနေကြမှလို့ဈေးလျှော့ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ Coca-Cola ကငြင်းလိုက်ပါတယ်။အခုတော့ဒီအခွင့်အရေးကိုအသုံးချဖို့ Charles ကဆုံးဖြတ်လိုက်ပါတယ်။သူက Pepsi Cola ကုမ္ပဏီကိုဝယ်ယူလိုက်ပြီးသူ့ရဲ့ Love's Candy မှာရှိတဲ့အချိုရည်ရောင်းစက်တည်းရဲ့တဝက်မှာ Pepsi ကိုဖြန့်ချိဖို့စတင်လိုက်ပါတော့တယ်။ ဒီလောက်ရက်ကသူ့ရဲ့ကုမ္ပဏီတစ်ခုလုံးညောင်းနေရောက်သွားနိုင်တဲ့လောင်းကစားတစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုရင်စားသုံးသူတွေကကိုကာကိုလာနဲ့ပဲရင်းနှီးနေပြီးတချို့ကပက်ပစီကိုလက်မခံကြခဲ့ပါဘူး။ဒီလိုနဲ့ Charles ရဲ့အချိုရည်ရောင်းဝါ30ရာခိုင်နှုန်းကျော်ဆုံးရှုံးသွားပါတော့တယ်။စိတ်ပြတ်အားငယ်နေတဲ့အခိုက်အတန့်မှာသူကကိုကာကိုလာရဲ့ဥက္ကဋ္ဌ Robert Woodruff စီတွားပြီးပက်ပစီကုမ္ပဏီကိုဒေါ်လာ9000နဲ့ဝယ်ယူဖို့ကမ်းလှမ်းလိုက်ပါတော့တယ်။ဒါပေမဲ့ Robert ကညှင်းလိုက်ပါတယ်။ Charles ခံစားနေရတာတွေဟာ Pepsi အမှတ်တံဆိပ်ကိုဘသူမှလည်းအတိအမှတ်မပြုကြပါဘူး။ကုမ္ပဏီရဲ့ဈေးကွက်အစုရှယ်ယာတွေလည်းပြိုလဲသွားပါပြီ။ဒါပေမဲ့1934ခုနှစ်မှာသူက Pepsi ရဲ့ကံကြမ္မာကိုအပြီးပြတ်ပြောင်းလဲပြစ်မဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်။သူ့မှာဘာမှဆုံးရှုံးစရာလည်းမရှိတော့ပါဘူး။ Coca-Cola နဲ့လည်းဘလို့မှရှင်ပြိုင်လို့မရဘူးလို့ခံစားသွားရတဲ့အတွက် Pepsi Cola ကို355 mm ပလင်းနေနဲ့ရောင်းပြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ဈေးနှုန်းက Coca-Cola ရဲ့185 mm ပလင်းနဲ့အတူတူပါပဲဆိုလိုတာက Pepsi ပလင်းက Coca-Cola ပလင်းထက်နှစ်ဆကြီးပြီးဈေးကတော့အတူတူဖြစ်နေပါတယ်ဒီဟာလေးကအကြံဉာဏ်ကောင်းတစ်ခုဖြစ်သွားပြီး Pepsi ကိုအောင်မြင်မှုကြီးတစ်ခုယူဆောင်လာခဲ့ပါတော့တယ်ဒါဟာ Pepsi အတွက်အလှည့်ပြောင်းတစ်ခုဖြစ်လာပြီးရောင်းဝါးတွေတိတိတတ်တာမြင့်တက်လာပါတယ်ပက္စီဟာပိုကြီးတဲ့စက်ရုံတွေလိုအပ်လာလို့ Charles က လော့ဖ်စကန်ဒီရဲ့နေရာတွေကိုတဖြည်းဖြည်းနဲ့ပက်ပစီအတွက်ပြောင်းလဲပြေးလိုက်ပြီးလော့ဖ်ကဝန်ထမ်းတွေကိုပါပက်ပစီစီကိုပြောင်းရွှေ့လိုက်ပါတယ်။ဒါဟာရောင်းဝါအလင်းမြန်တိုးတက်မှုကိုလိုက်မြောင်လုပ်နေရတာပါ။ပက်ပစီဟာဒီတလန်းပေါ်မှာတိတာတဲ့တိုးတက်မှုကိုတွေ့ကြုံခံစားလိုက်ရပါတယ်။1938ခုနှစ်မှာ Charles ကပက်ပစီသမိုင်းမှာအကြီးမားဆုံးချဲ့ထွင်မှုတစ်ခုကိုလုပ်ခဲ့ပါတယ်။ပက်ပစီကိုလာကိုအမေရိကတဝန်ဖြန့်ချီရောင်းချဖို့လိုင်စင်စာချုပ်တွေချုပ်ဆိုခဲ့ပါတယ်။ဒီအချိန်မှာ Pepsi ရဲ့ budget ဟာဆုံးရှုံးမှုကနေအမြတ်ဆုံးတစ်ခုကိုပြောင်းလဲသွားပြီးဒေါ်လာ၄သန်းထိရောက်ရှိခဲ့ပါတယ်။ Pepsi ဟာအားပြန်ယူပြီးပြန်လည်ထူထောင်လာပြီးတော့1940ခုနှစ်မှာ Coca-Cola နဲ့ပြိုင်ဆိုင်ဖို့အားတင်းနဲ့ပြန်လာခဲ့ပါတယ်။သူတို့ဟာ Pepsi Cola Hits the Spot ဆိုတဲ့ promotion တချင်းတစ်ပုဒ်နဲ့ကြီးမားတဲ့အကြော်ညာ campaign တစ်ခုကိုစတင်လိုက်ပါတယ်။အဲ့ဒီတချင်းကိုအမေရိကတဝန်ဖြန့်ချီဖို့ copy တန်းတန်းထုတ်လုပ်ခဲ့ရပါတယ်။ဒီတချင်းကအမေရိကမှာနေမဟုတ်ပါဘူး။1940ခုနှစ်တည်းတစ်ချောင်းလုံးမှာ အတော်လေးကိုနမဲကြီးခဲ့ပါတယ်။တချင်းစာသားတွေကဝယ်ယူသူတွေအတွက်ကိုကာကိုလာနဲ့ဈေးတူပေမဲ့နှစ်ဆပမာဏရမယ်ပြုဆွေမှုကိုဖော်ပြထားပါတယ်။ကိုကာကိုလာဘက်ကလည်းဒါကိုငြိမ်တော့မခံခဲ့ပါဘူး။1952ခုနှစ်နိုဝင်ဘာလကျေးဇူးတော်နေ့မှာသူတို့ကအဲ့ဒီအချိန်ရဲ့အကြီးမားဆုံးရုပ်မြင်သံကြားကြော်ညာကမ်ပိန်းကိုစတင်ခဲ့ပါတယ်။ CBS ရုပ်သံလိုင်းမှာ30မိနစ်ကြာကြော်ညာတစ်ခုကိုထုတ်လွှင့်ခဲ့ပြီးကာဗွန်နဲ့အချို့ရဲ့ကုမ္ပဏီတွေမှာကဘာတော်ရုပ်မြင်သံကြားကမ်ပိန်းလုပ်တဲ့ပထမဆုံးကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ပက်ဆီကလည်းအဲ့ဒါကိုငြိမ်နေခဲ့ပါဘူးဒီဇင်ဘာလနှောင်းပိုင်းမှာပဲသူတို့ရဲ့ရုံးရင်တရားကြော်ညာကမ်ပိန်းကိုစတင်လိုက်ပါတယ်1953ခုနှစ်မှာကိုကာကိုလာကသူတို့ရဲ့ရေဒီယိုအတန်လွင်ဌာနတစ်ခုဖြစ်တဲ့ကုတ်တိုင်းကို ဖန်တီးပြီးတော့တချင်းနေနဲ့ကြော်ညာတွေကိုဇက်တိုက်ထုတ်လွှင့်နေခဲ့ပါတယ်1960ခုနှစ်တွေမှာဒီကုမ္ပဏီတစ်ခုပြိုင်ဆိုင်မှုပုံမပြင်းထန်လာပါတယ်1960မှာကိုကာကိုလာက Chinmet Corporation ရဲ့က American Juice ကုမ္ပဏီကိုဝယ်ယူခဲ့ပါတယ်အဲ့ဒီနှစ်မှာပဲ ူတို့ရဲ့ဒုတိယအဖြစ်အမှတ်က surprise ကိုမိတ်ဆက်ခဲ့ပြီးဒါကအောင်မြင်မှုကြီးတစ်ခု ဖြစ်လာပါတယ်။ပက်စီကလည်းဒါကိုတုံ့ပြန်ရမယ့်အခါရောက်လာပါပြီ။1965ခုနှစ်မှာပက်စီကအမေရိကရဲ့အစားအသောက်လုပ်ငန်းအီယာမ Frito လေးနဲ့ပေါင်းစည်းလိုက်ပါတယ်။ Frito လေးမှာ Lay's နဲ့ Doritos လို့နာမည်ကြီးထုတ်ကုန်တွေရှိပါတယ်။ဒီပေါင်းစည်းမှုကပက်စီကိုဆိုတဲ့အီယာမကုမ္ပဏီတစ်ခုကိုဖြစ်ပေါ်လာစေခဲ့ပြီးအဖျော်ရမကားနဲ့အစားအသောက်လုပ်ငန်းမှာအမတ်တစိတ်ဒါဇင်ပေါင်းများစွာကိုပိုင်ဆိုင်လာခဲ့ပါတော့တယ် 1990ခုနှစ်အစပိုင်းမှာပက္စီကပြန်ဆိုင်မှုကိုပို့ပြီးလောင်စာထည့်လိုက်ပါတယ်။အဲ့ဒါကတော့ဗီဒီယိုအစမှာပြောခဲ့သလိုပက္စီ challenge campaign ကိုစတင်ခဲ့တာဖြစ်ပါတယ်။ပက္စီက Coca-Cola ရဲ့အင်အားကြီးတဲ့နေမည်တွေစီတွားပြီးလူတွေကိုမျက်လုံးမိတ်ပက္စီနဲ့ Coca-Cola ကိုမြည်ဆန်းခိုင်းပြီးဘယ်ဟာကပိုကောင်းလဲရွေးခိုင်းခဲ့ပါတယ်။ဒီစင်ကုန်မှုမှာပက္စီကအနိုင်ရပြီးလူတွေကပက္စီကို Coca-Cola ထက်ရွေးချယ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကိုတုံ့ပြန်နေနေနဲ့ပက်ဖီကဈေးကွက်အစုရှယ်ယာကိုတင်ပိုက်တော့မယ်ဆိုတာအာယုံခံမိတဲ့ကိုကကူလာဟာ1985ခုနှစ်ဧပြီလ23ရက်နေ့မှာယူသွတ်တဲ့လှုပ်ရှားမှုတစ်ခုကိုပြန်လုပ်လိုက်ပါတယ်။နယူးယောက်မှာကြီးမားတဲ့တည်င်းစာရှင်းလင်းပွဲတစ်ခုကျင်းပလိုက်ပြီးအဲ့ဒီအချိန်ကဥက္ကဋ္ဌလည်းဖြစ် CEO လည်းဖြစ်တဲ့ Roberto Guizueta ကမူရင်းကိုကကူလာရဲ့ formula ကိုပြောင်းလဲပြလိုက်ပြီး New Coke ဆိုတဲ့အဖြစ်အပျက်အမကာတစ်ကိုမိတ်ဆက်ခဲ့ပါတယ်။ New Coke ရဲ့ formula တစ်က ငွေရင်းကိုကာကူလာနဲ့အခြေခံအားဖြင့်တော့တူတူပါပဲဒါပေမဲ့ Pepsi ထက်တောင်တရားတဲ့ပိုထည့်ထားပါတယ် Pepsi Challenge မှာလူတွေက Pepsi ရဲ့အရာသာကပိုချိုလို့ Coca-Cola ထက်ရွေးချယ်ခဲ့တာကြောင့် Coca-Cola ကတရားပမာဏကိုတုံ့ပြန်လိုက်တာပါတရင်းစာရှင်းလင်းပွဲမှာ Roberto ကဒီကိုလာတက်ကိုပြောင်းလဲပြဖို့ဆုံးဖြတ်ချက်ဟာ Coca-Cola သမိုင်းမှာအကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်သူတို့ကဒီကိုလာအစ်စ်ကိုမထုတ်လုပ်ခင်အရသာစံတမ်းမှုအခြေရင်နှစ်သိန်းခွဲလုတ်ခဲ့ပြီးရေးခွက်ကိုနှမ်းမှုနိုင်မယ်လို့အာမခံခဲ့ပါတယ် ဒါပေမဲ့ရလက်ကဘလို့ဖြစ်သွားလဲဆိုတော့ရေဥကွက်ကိုဈေးကွက်ထဲမိတ်ဆက်ပြီး89ရာအတွင်းမှာကိုကာကိုလာဟာပြိုလဲမတက်ဖြစ်သွားပါတယ်။အချွေအစ်စ်ကတိတိတတ်တာရှုံးနေသွားခဲ့ပါတယ်။အရသာကဆိုးရွားလာပြီးပက်ဆီကိုညံဖျင်းစွာတုပထားသလိုဖြစ်နေပါတယ်။ကိုကာကိုလာဟာစားသုံးသူတွေစီတနေ့တနေ့ဖုန်းတိုင်ရမှုတပေါင်းထိလက်ခံရရှိခဲ့ပါတယ်။လူတွေကဖုန်းဆက်ပြီးဝေဖန်ကြပါတယ်။ပြီးတော့ဖုန်းချပစ်လိုက်ကြတယ်။အဲ့ဒါကိုကြည့်ပြီးကိုကာကိုလာရဲ့ဒရိုက်တာဘိုးဘွဲက ဒီအားအသင့်စရာအခြေအနေရဲ့အကြီးမားမှုကိုသဘောပေါက်သွားပြီးကူလာဖော်မြူလာကိုပြောင်းလဲလိုက်တာဟာ20ရာစုရဲ့အကြီးမားဆုံးဈေးကွက်အမှားတစ်ခုဖြစ်တယ်လို့အတိအမှတ်ပြုခဲ့ပါတယ်။ဒါကြောင့်1985ခုနှစ်ဇူလိုင်လ17ရက်နေ့မှာကိုကာကိုလာကကြီးမားတဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာကနဝင်ကိုကာကိုလာကိုပြန်လဲယူဆောင်လာမယ်လို့ကြေညာခဲ့ပြီးလူစုကိုတောင်းပန်ခဲ့ပါတယ်။ဒီလိုအမှားမျိုးနောက်ဘယ်တော့မှမဖြစ်စေရဘူးလို့လည်းအာမခံခဲ့ပါတယ်။ကိုလာဝါရဲ့ပထမအချိန်မှာကိုကာကိုလာကပက်ပစီကိုရှုံးခဲ့ပါတယ်။ဒါပေမဲ့ သူ့ကိုလက်လျှော့လိုက်တာမျိုးတော့မရှိပါဘူးသူတို့ကဒေါ်လာ2သိန်းခွဲရင်းနှီးမြှုပ်နှံပြီးအာဂါသပါဝင်ရှင်တွေကိုခံနိုင်ရှိတဲ့တန်မှုတွေကိုဖန်တီးခဲ့ပါတယ်ဒီတန်မှုတွေကို1985ခုနှစ်မှာ Challenger အာဂါသယင်မရှင်ဘောကအာဂါသယင်မှုအားလုံးကိုပေးရခဲ့ပါတယ်ဒါတွေမကပါဘူးသူတို့ရဲ့အချွေကိုအာဂါသထဲမှာအချိန်ချင်းပို့ဆောင်ပြီးတောက်ပြစီခဲ့ပါတယ် Coca-Cola က Pepsi Cola ကိုစမ်းသစ်တဲ့ကြော်ညာကမ်ပိန်းတွေနဲ့ပြင်းထန်စွာတိုက်ခိုက်ခဲ့ပြီးဖိအားပေးခဲ့ပါတယ်ဒါပေမဲ့ Pepsi ဘက်ကတော့ ကိုကာကိုလာလောက်ကြော်ညာကမ်ပိန်းတွေမှာစမ်းသစ်တီထွင်မှု creative မရှိခဲ့ပါဘူး1996ခုနှစ်ထိ Pepsi ရဲ့ကြော်ညာကမ်ပိန်းမအောင်မြင်မှုကြောင့်ဒေါ်လာတန်ပေါင်းများစွာဆုံးရှုံးခဲ့ပြီးအမျက်အစွန်းရဲ့49ရာခိုင်နှုန်းကိုကိုကာကိုလာစီမှာလက်လွတ်လိုက်ရပါတော့တယ်ဒါကြောင့်ပဲနာမည်ကျော် Fortune Magazine က1996ခုနှစ်မှာသူ့ရဲ့မျက်နှာပေါ်မှာ Pepsi ဟာကိုလာစစ်ပွဲမှာတရားဝင်ရှုံးနိမ့်သွားပြီလို့ဖော်ပြခဲ့ပါတယ် ဒါဟာအချိုရီလုပ်ငန်းရဲ့အီယာမကုမ္ပဏီတစ်ခုဖြစ်တဲ့ Pepsi နဲ့ Coca-Cola တို့ရဲ့ Cola စပွဲအဆုံးသက်ကိုအမှတ်အသားပြုပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ကြော်ညာကမ်ပိန်းတွေကတော့ဒီနေ့ထိဆက်လက်ရှိနေတော့မှာပဲ။ဒါပေမဲ့အရင်လို Cola စပွဲလုံကာလမှာပြိုင်ဘက်ကုမ္ပဏီကိုဓာတ်ရိုက်တိုက်ခိုက်တဲ့ရည်ရွယ်ချက်တွေနဲ့တော့မဟုတ်တော့ပါဘူး။အခုဆိုရင် Coca-Cola နဲ့ Pepsi ဟာကမ္ဘာအချိုရီနဲ့အစားအသောက်လုပ်ငန်းမှာအကြီးဆုံးကုမ္ပဏီနှစ်ခုဖြစ်လာနေပါပြီ။ဝင်ငွေပိုင်းမှာဆိုရင် Pepsi ရဲ့ဝင်ငွေဟာ Coca-Cola ရဲ့ဝင်ငွေထက်နှစ်ဆကျော်လောက်များပြားနေပါတယ်။2022ခုနှစ်မှာ PepsiCo ရဲ့စုစုပေါင်းဝင်ငွေဟာဒေါ်လာ86ဘီလီယံကျော်ရှိခဲ့ပြီး Coca-Cola ရဲ့ဝင်ငွေကတော့ဒေါ်လာ53ဘီလီယံပဲရှိခဲ့ပါတယ်။ဒီကဏ္ဍလေးကိုကြည့်ရင်1930ခုနှစ်အစောပိုင်းက Coca-Cola ရဲ့ဥက္ကဋ္ဌ Robert Woodruff က PepsiCo ဒေါ်လာအနည်းငယ်နဲ့ပဲဝယ်ဖို့ညှင်းပယ်ခဲ့တာကိုနောင်တရနိုင်ကြပါပါ။အခုလိုဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ဖို့မမေ့ကြပါနဲ့ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်